မ္မနိုင်ငံလူနိုင်ငံသားအပေါင်းဘေးအနီးရဲ့အသွေးသွေးကကင်ဝေးပြီးကိုစိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါဒီကနေ့ဧပြီလ28ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အမျိုးသမီးလူငယ်နှင့်ကလေးငယ်ရေးရာဝန်ကြီးဌာနက ကန္ဓာအသီးသီးတို့အကျက်တန်ပေါင်း2983ဒသမ4တန်းထောက်ပံ့ငွေသုံးဆွဲခဲ့တဲ့တင်ခေဝင်ကိုထန်းခေလန်းကိုလျှောက်ရှေ့တန်းမှပေါဝင်တဲ့လူငယ်တွေကိုလေးစားကြောင်း SAF တီထောင်ချင်း၄နှစ်ပြည့်သို့ကာကွယ်ရေးဝန်ကြီးဌာနကတဝင်လှော်ပေးပို့တဲ့တင်မင်းလာမြို့နယ်အတွင်းအင်အား80နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို PDF နဲ့တော်လှန်ရေးမဟာမိတ်တပ်တွေတိုက်ခိုက်ရာအကြမ်းဖက်စစ်သား၁၀ဦးသေတဲ့တင် ်ရေးတဝယ်အမှတ်ရှိပြည်တော်စုလမ်းမပေါ်ကအကြံဖတ်စစ်တပ်ရဲ့ဟာလီဂရိတ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာအကြံဖတ်ဗိုလ်ကြီးတဦးသေပြီး16ဦးအရှင်ဖမ်းဆီးရမိတဲ့တဲ့အကြံဖတ်စစ်တပ်ကိုစွန့်ခွာပြီးကော့တောင်းခရိုင်အမှတ်1တပ်ရင်းထံအလင်းဝင်ရောက်လာသူ6ဦးထိရှိလာတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဟွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တဲ့တွေပဲဖြစ်ပါတယ် ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသမီးလူငယ်နှင့်ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနကကဏ္ဍအသီးသီးအတွက်ကြက်တန်းပေါင်း2983ဒသမ၄တန်းထောက်ပံ့ငွေသုံးစွဲခဲ့တဲ့အပေါ် CRPH တန်အစီရင်ခံတင်ပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နှင့်ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ကဏ္ဍအသီးသီးအတွက်ကြက်တန်းပေါင်း2983ဒသမ၄တန်းထောက်ပံ့ငွေသုံးစွဲခဲ့တဲ့အပေါ်ပြည်တော်စုလွှတ်တော်ကုစားပြုကော်မတီ CRPH တန်အစီရင်ခံတင်ပြဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ရဲ့ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်15မြင်းဆောင်2025ကိုဧပြီလ25ရက်နေ့ည9:00နာရီအချိန်မှာဗီဒီယိုကွန်ဖရင့်မှာတဆင့်ပြုလုပ်ခဲ့ရာဝင်ကြီးဌာနကဆောင်ရွက်ပြီးစီးခဲ့တဲ့လုပ်ငန်းအခြေအနေတွေနဲ့ရှေ့ဆက်အကောင့်နဲ့ဖော်မဲ့လုပ်ငန်းစဉ်တွေကိုဆွေးနွေးရမှာအခုလိုထည့်သွင်းဆွေးနွေးခဲ့တာပါပြည်တော်စုဝင်ကြီးနော်စုစန္နာလှလှဆိုးကဝင်ကြီးဌာနအနေနဲ့ကကြီးအမျိုးသမီးလူငယ်နှင့်ကလေးငယ်များရဲ့အခွင့်အရေးများကိုကာကွယ်ပေးရန်ခါခွေ၎င်းတို့ရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် ကားငယ်၎င်းတို့ရဲ့ဖက်ဒရယ်တိဆောက်ရေးပအဝင်မှုကိုမြင့်တင်ရန်ဆိုတဲ့ရည်ရွယ်ချက်၃ရက်အားချမှတ်ပြီးဌာနကြီး၅ခုဖွဲ့စည်းထားရှိကာလုပ်ငန်းများအကောင့်တွေပေါ်ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ဝင်ကြီးဌာနအနေနဲ့အကြံဖတ်စစ်ကောင်စီကမတရားဖန်ဆီးထားတဲ့အမျိုးသမီးလူငယ်နဲ့ကလေးငယ်များအားဥပဒေအရအကာအကွယ်ပေးခြင်းဆိုင်ရာကူညီပေးမှုများအမျိုးသမီးငြိမ်းချမ်းရေးနှင့်လုံခြုံရေးလမ်းညွှန်မှုများအတွက်စီယုံလှုံ့ဆော်ခြင်းများ ရိပခအတွင်တော်လန်ရေးကာလလိမ့်မိုင်းဆန်ရအကြံဖတ်ခံရတဲ့အမှုများထိရောက်စွာအေးအေးယူအပြစ်ပေးနိုင်ရေးစီယုံလှုံ့ဆော်ခြင်းများအားအခြားသက်ဆိုင်ရာဝန်ကြီးဌာနများမြေပြင်တပိတ်အဖွဲ့များအမျိုးသမီးအဖွဲ့များနဲ့ပူးပေါင်းလှုပ်ဆောင်ခြင်းနေရဲစွန့်ခွာထွက်ပြေးကြရတဲ့နှစ်နှစ်အောက်နိုးတိုက်မိခင်များအပါအဝင်အမျိုးသမီးများအားမိဖွားစီရေးစေဝါစားနပ်ရိက္ခာနဲ့ငွေကြေးထောက်ပံ့ခြင်းလိမ့်အကြံဖတ်ခံရသူများအတွက်ငွေကြေးပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလူမှုရေးဆိုင်ရာနဲ့ကျန်းမာရေးဆိုင်ရာအကူအညီများပေးခြင်း စိတ်ပိုင်းဆိုင်ရာအကူအညီပေးခြင်းလုပ်ငန်းများမှာတိုင်ပင်ပေါ် counseling program အားကျွမ်းကျင်သူဆရာဆရာမများနဲ့စေနာဝန်ထမ်းများနဲ့အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်လို့ပြည်တော်စုဝန်ကြီးကဆွေးနွေးခဲ့ပါတယ်။ဒါ့အပြင်ဌာနအသီးသီးရဲ့အကူအညီထောက်ပံ့ရေးကဏ္ဍများမှာလည်းတမွေးပညာရက်များတင်ကြားမျှဝေပေးခြင်းငလျင်ဘေးအန္တရာယ်အတွင်းကလေးငယ်များအတွက်ကာကွယ်ရေးလမ်းညွှန်ရေးဆွဲခြင်းနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့အခြေအနေများကိုတင်ပြဆွေးနွေးခဲ့ပါတယ်။ဝန်ကြီးဌာနအနေနဲ့ဥပဒေရေးရာဆိုင်ရာအကူအညီများပေးနိုင်ရန် မြတ်လန်းညွန် Telegram Channel အားကျွမ်းကျင်သူရှိနေများစေနာဝန်ထမ်းများနဲ့အကောင့်ထဲပေါ်ဆောင်ရွက်မှုများစင်စက်မပြတ်လေ့လာတင်ကြားခြင်းအစီအစဉ် Continuous Learning အားသက်ဆိုင်ရာဝန်ကြီးဌာနများအပါအဝင်အခြားအဖွဲ့အစည်းများနဲ့ပူးပေါင်းလှုပ်ဆောင်မှုအခြေအနေများကဏ္ဍအသီးသီးတို့ကကြက်တန်းပေါင်း2983ဒသမ4သန်းထောက်ပံ့ငွေသုံးစွဲခဲ့တဲ့အခြေအနေများနဲ့ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့ပါတယ်။အရင်နောက်တက်ရောက်လာတဲ့ကော်မတီဝင်များက တရှိလိုတာများအားဆွေးနွေးမေးမြန်းကအကြံပြုခဲ့ကြပြီးပြည်တော်စုဝန်ကြီးကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။အစည်းအဝေးကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌအတွင်းမှုအဖွဲ့ဝင်များနဲ့အဖွဲ့ဝင်များရေးရာကော်မတီအဖွဲ့ဝင်များအမျိုးသမီးလူငယ်နှင့်ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ ခေဝင်ကိုထံခေလန်းကိုလျှောက်ရှေ့တန်းမှပေါဝင်တဲ့လူငယ်တွေကိုလေးစားကြောင်း SAF တီထောင်ချင်း၄နှစ်ပြည့်သို့ကာကွယ်ရေးဝန်ကြီးဌာနကတဝင်လွှာပေးပို့တဲ့သတင်းပါခေဝင်ကိုထံခေလန်းကိုလျှောက်ကရှေ့တန်းမှပေါဝင်ခဲ့တဲ့အတွက်လူငယ်တွေကိုလေးစားကြောင်းចောင်းသားတက်ဦးចောင်းသားလက်ယုံတက်တော် Student Front Student Army Force တီထောင်ချင်း၄နှစ်ပြည့်သို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကပေးပို့တဲ့တဝင်လွှာမှဖော်ပြလိုက်ပါတယ်တနတ်မိုးပြီးစစ်ကြုံပြူလာချိန်မှာသွေးမနေတဲ့မြမចောင်းသားလူငယ်တွေဟာ ဓားကိုဓားချင်းတနက်ကိုတနက်ချင်းရှင်ပြိုင်ပြီးတနိုင်ငံလုံးစစ်ကြုံဘဝမှလွမြောက်ဖို့ကြိုးစားအထောက်ကြရတဲ့တမိုင်းအစဉ်လာရှိတယ်လို့သဝင်လွှာမှဖော်ပြထားပါဗျ။အဲ့ဒီလူငယ်တွေမှာ SAF မှလူငယ်တွေဟာလည်းခေဝင်ကိုထမ်းခေလန်းကိုရှောက်ခါရှေ့တန်းမှပါဝင်တဲ့အတွက်လေးစားကြောင်းဖော်ပြထားပါဗျ။မြန်မာလူငယ်များမြန်မာနိုင်ငံသားများကလွတ်လပ်မှုတရားမျှတမှုကြွယ်ဝချမ်းသာငြိမ်းချမ်းမှုများနဲ့ထိုက်တန်တာကိုခေတ်ဆက်ဆက်တော်လှန်ရေးများတွင်သာမကယခုຫນွေဦးတော်လှန်ရေးတွင်လည်း ်သွေးနဲ့ရေးကတက်တည်ပြခဲ့ပြီးဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကပြောပါရယ်ဒီကနေ့ຫນွေဥဒေါ်လာရေးမှာနီလန်းပေါင်းစုံနဲ့ပါဝင်နေတဲ့မြမလူငယ်များဟာတောင်ဝင်ကြေသောတောင်ဝင်တည်သောလူငယ်များဖြစ်ပြီးအနာဂတ်ရဲ့မျိုးဆက်သစ်ခေါင်းဆောင်များဖြစ်လာကြလိမ့်မယ်လို့ယုံကြည်ကြောင်းတဝင်းလွှာမှဖော်ပြထားပါရယ် SFSAF တပ်ဖွဲ့တီထောင်ချင်း၄နှစ်တာတက်တန်းအတွင်း ပြည်သူတော်လှန်ရေးအတွက်အသက်ခံနာဘဝတို့ကိုစွန့်လွတ်စွန့်စားပေးဆက်သွားတဲ့ပြည်သူသူရဲကောင်းလူငယ်များကိုလေးစားဥညွရင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဆက်ရနာရှင်စနစ်ချုပ်ငင်းရေး Federal Democracy နိုင်ငံသစ်ထူထောင်နိုင်ရေးတို့အတွက်အာသွန်ခွန်ဆိုင်စ조사ဆောင်ရွက်သွားမယ်လို့အသိပေးဖော်ပြထားပါတယ်။ចောင်းသားတက်ဦးចောင်းသားလက်ယုံတက်တော်၄နှစ်မြောက်တက်တော်နေသူ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့လာတဲ့ဂုံပြူတဝင်လွာကိုဂုံယူစွာလက်ခံရရှိတာကြောင့်အထူးပင်ကျေးဇူးတင်ရှိကြောင်းလဲចောင်းသားတက်ဦးចောင်းသားလက်ယုံတက်တော်ကဖော်ပြထားပါတယ်ထမတင်ဆက်ပေးမယ့်သတင်းကတော့မင်းလာမြို့နယ်အတွင်းအင်အား80နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို PDF နဲ့တော်လှန်ရေးမဟာမိတ်တပ်တွေတိုက်ခိုက်ရာအကြမ်းဖက်စစ်သား10ဦးသေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအနောက်ချမ်းတာယာဝတီခရိုင်မင်းလာမြို့နယ်အတွင်းဧပြီလ28ရက်နေ့မှာအကြမ်းဖက်စစ်တပ်က အင်အား80နဲ့စစ်ကြောင်းထိုးပြီးဝင်ရောက်လာတဲ့အတွက်ဒေါ်လန်ရေးမဟာမိတ်တပ်တွေကတိုက်ခိုက်ခဲ့ရာအကြံဖတ်စစ်တပ်က10ဦးသေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရေးနယ်မြေနှင့်ပဲခူးတိုင်းစစ်ဌာနဗျူဟာ22ထံမှသိရပါဗျ။မင်းလာမြို့နယ်စားချောင်းကျေးရွာကိုရောက်ရှိနေတဲ့အင်အား80ပါအကြံဖတ်စစ်တပ်ဟာမနေ့ကမနက်9:30မိနစ်ခန့်မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပြီးတော့ငမိုးရိပ်ကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။ ဲ့ဒီစစ်ကြောင်းကမနက်9နာရီမိနစ်30အချိန်ခန့်မှာငမိုးရီကြေးရွာကနေဇေးမြောင်ကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာစဉ် viewer 22နဲ့ပူပေါင်းမဟာမိတ်စစ်ကြောင်းကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲက2နာရီခွဲခန့်ကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်တပ်ရဲ့ခြေလျင်စစ်ကူစစ်ကြောင်းကတောင်ပြက်ကြေးရွာကတဆင့်ဂန်းကော်ပင်ကြေးရွာကိုဥတီစစ်ကြောင်းထိုးလာခဲ့တာပါအဲ့ဒီနေ့မနက်10နာရီမိနစ်30ခန့်မှာအကြံဖတ်စစ်တပ်က MI-35 တစ်စီး Jet Fighter နှစ်စီးနဲ့လေကြောင်းပစ်ကူပေးခဲ့ပြီးတော့မွန်လွဲ၂နာရီခန့်မှာအင်အား80ပါအကြမ်းဖက်စစ်ကြောင်းနဲ့ခြေလျင်စစ်ကူစစ်ကြောင်းတွေကထောက်ကျန့်ကြေးရွာဘက်ကိုပြန်လည်ဆုတ်ခွာပြီးဖုန်ကြီးကြောင်းမှာတက်ဆွဲထားတယ်လို့ viewer 22ထံကသိရပါဗျ။လက်တလုံးမှာတော့ဖုန်ကြီးကြောင်းတဲ့တက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်မှာအင်အား120ရှိတယ်လို့လည်းသိရပါဗျ။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်က10ဦးသေပြီး တနတ်တွေခဲရန်တွေဘုံသီးတွေနဲ့စစ်တုံးပစ္စည်းတွေတင်းစီရမိခဲ့တယ်လို့ရဲဘော်တဦးလည်းမစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့ပါတယ်။အဆိုပါတိုက်ပွဲကို viewer 22က PDF တရင်တွေဖြစ်တဲ့တရင်3901 3801 3803 3803အရှိုချင်း Defend Force တို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။ဆလတ်တင်ဆက်ပေးမဲ့တရင်ကတော့ရေးတဲ့ဝယ်အမှတ်ရှိပြည်တော်စုလမ်းမပေါ်ကအကြံဖတ်စစ်တပ်ရဲ့ဟာလီဂွေတက်စကန်ကို ဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်ဗိုလ်ကြီးတဦးတည်ပြီး16ဦးအရှင်ဖမ်းဆီးရမိတဲ့တဲ့တင်ပါတနင်္သာရီတိုင်းဒဝဲမြို့နယ်မောင်မဲရှောင်ကြီးရွာရေးဒဝဲအမှတ်၈ပြည်ထောင်စုလမ်းမပေါ်ကအကြမ်းဖက်စစ်တပ်ရဲ့ဟာလီဂွေတပ်စခန်းကိုမဟာမိတ်ပူးပေါင်းအဖွဲ့ကဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်ဗိုလ်ကြီးတဦးတည်ပြီး16ဦးအရှင်ဖမ်းဆီးရမိတယ်လို့ဗျူဟာ33စစ်စင်ရေးမှူးစောဒါကူက PPTV ကိုပြောပါတယ်ဒီကတော့ကျွန်တော်တို့ကဒီဒဝဲဒေသဖက်မှာပေါ့เนาะကျွန်တော်တို့ရဲ့ဒီ မာမိတ်အဖွဲ့တွေပေါ့နော်အကလောက်ဒေသခံတွေရောဒီအဲဒီတမလေးအဖွဲ့တွေရောအဲကျွန်တော်တို့ PDF အဖွဲ့တွေရောပြီးရတော့နောက်တစ်ခုကျွန်တော်တို့ဒီဖက်မှာရှိတဲ့ဒီနိုင်ငံခံတွေရော အလုပ်ပူးပေါင်းပြီးရဒါကျွန်တော်တို့တိုက်တော့ပေါ့နော်အဲဒေါက်ဆောက်တော့ကျွန်တော်တို့ဒီဒဝေဒေသဖက်မှာတော့တော်တော်များများရတူစစ်ကောက်စီစိတ်ကြောင်းတွေတော့တော်တော်လေးကိုထိုးနေတာရှိတယ်ခင်ဗျာဒီကတော့ကျွန်တော်တို့ဒီဒဝရရင်းနှိတ်စိတ်ကဖေးဖို့ပဲဒီကအာယုပြုတ်ပြီးရစိတ်ကြောင်းတော်တော်များများဖြတ်ထိုးတယ် တော်တော်များများလဲအေအားလုံးရင်တုံထားတာလည်းရှိတယ်။ဟိုကျွန်တော်တို့လက်ရှိဖမ်းမိတဲ့စစ်တုပ်ပတ်တွေကတော့လောလောဆယ်တော့ကျွန်တော်တို့ဒီဒွေတတ်တော်တော့ကျွန်တော်တို့ဒါထိတ်သိပြီးရပါဘောနော်ကျွန်တော်တို့စစ်စင်းနေတာရှိတယ်။လောလောဆယ်တော့ဒါကျွန်တော်တို့ဒီမောင်မေးတွေလက်ထဲမှာပဲရှိနေသေးတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ဟာလီကွေအကျန်းဖတ်စစ်ကန်းကိုဧပြီလ26ရက်နေ့မနက်6:00နာရီဝန်းကျင်အချိန်မှာမဟာမိတ်ပူပေါင်းအဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ကတအူးတေဆုံးပြီး16ဦးအရှင်ဖမ်းဆီးရမိတယ်လို့ MA1 ကိုလက် MA2 တလက် MA3 6လက် MA4 တလက် MA11 တလက် BA100 တလက်နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ပါတယ်။ထိတွေ့ပစ်ခတ်မှုအတွင်းအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့ပြီးလေကြောင်းကလည်းပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။ဟာလီဂွေအကြံဖတ်စစ်စခန်းကိုတဝဲအမျိုးသားလူမျိုးရေးတပ်တော်ရဲ့ဒူရကစစ်ကြောင်းကဥဆောင်ပြီ ဒေါနာတယင်းရဲ့တက်ခွဲခွန်ချေမုံရီတက်ခွဲရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNU တပ်မဟာလေးတယင်းစစ်နှစ်တက်ခွဲ9အုတ်ဩစစ်ကြောင်း The World Guerrilla Revolution for The World People Liberation for Sky Code Drone for Federal Drone ကျဲတက်ဖွဲ့အရှိတောပြည်သူ့ကာကွယ်ရေးအင်အားစုတို့ကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။ ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တပ်ကိုစွန့်ခွာပြီးကော်တောင်းခရိုင်အမှတ်1တရင်ထံအလင်းဝင်ရောက်လာသူ6ဦးထိရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ကိုစွန့်ခွာပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ကော်တောင်းခရိုင်အမှတ်1တရင်ထံကိုအလင်းဝင်ရောက်လာသူ6ဦးထိရှိနေပြီလို့အဆိုပါတရင်ရဲ့တာဝန်ရှိသူတဦးက PPTV ကိုပြောပါရယ်။ကျွန်တော်တို့စီကိုအလင်းဝင်ရောက်လာသူစုစုပေါင်း6ဦးထိရှိပါတယ်။ကျွန်တော်တို့သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့လုံခြုံတဲ့နေရာမှာ ထားပေးထားပါတယ်လို့ကော့တောင်းခင်ရိုင်အမှတ်တတရင်တာဝန်ရှိသူတူကပြောပါရယ်။အလင်းဝင်ရောက်လာသူတွေကအကြံဖတ်စစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းခံရသူတွေဖြစ်တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့မှာအကြံဖတ်စစ်တပ်ရဲ့ဗုတ်ပြင်းမြို့နယ်စကခ73မှတပ်သား2ဦးကအလင်းဝင်ရောက်လာခဲ့တယ်လို့အဲ့ဒီနေ့မှာပဲအကြံဖတ်စစ်တပ်ရဲ့တနင်္သာရီမြို့နယ်ခမရ958ကနေ ဗိုလ်ပြင်းမြို့နယ်ခလာရ432ထံကိုပြောင်းရွှေ့လာတဲ့တပ်သားတအူးလဲအလင်းဝင်ရောက်လာခဲ့တာပါအကြံဖတ်စစ်ကောင်စီကိုစွန့်ခွာပြီးတော်လန်ရေးပူပေါင်းတပ်တွေထံအလင်းဝင်ရောက်လာကြဖို့နဲ့လက်နက်ခဲယမ်းတွေယူဆောင်လာမယ်ဆိုရင်ထိုက်တန်တဲ့စူကြီးငွေတွေချီးမြှင့်မှာဖြစ်တယ်လို့လည်းအတိပေးထုတ်ပြန်ထားပါဗျာ။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချီးမွမ်းရေးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါဗျာ။ ရမပင်မျိုးနယ်မှာအောင်လံလွင့်မြီတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဗိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကအောင်လံလွင့်မြီတောင်းသွင်းနေတဲ့ဗိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မျိုးနယ်မှာနောက်ပြန်မလှည့်ကြီးဒီတော်လံရေးဗိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဗိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကနောက်ပြန်မလှည့်ကြီးဒီတော်လံရေးဗိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီး အကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ချမ်းကျွော်များတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့ဧပြီလ28ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။